င်္ဂလင်အတွက်ရထားတဲ့အလှငွေတွေကိုစတင်အသုံးပြနေပြီလို့ဒုစစ်ကောင်ဆောင်ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ28ရက်အင်အားပြင်းငလင်အတွက်ဧပြီလ24ရက်နေ့အထိပြည်တွင်းပြည်ပအလှငွေစုစုပေါင်းကျပ်3,3586ဘီလီယံအမေရိကန်ဒေါ်လာ1.43တန်းကျော်လို့အပါဝင်ရရှိထားတဲ့ငလင်အလှငွေကိုကုညင်ကစင်းနဲ့ပြန်လည်ထူထောင်ရေးတို့အတွက်စတင်အသုံးပြနေပြီဖြစ်တယ်လို့စစ်ကောင်စီဒုကောင်ဆောင်စိုးဝင်းကပြောပါတယ်။ ဒါပြင်ကိုရီးယားဝမ်5တန်း၊အိန္ဒိယယူပီ15တန်း၊ထိုင်းဘတ်2တန်းနဲ့စင်ကာပူဒေါ်လာ3150တို့ကိုလည်းစစ်ကောင်စီရရှိထားပြီး အမျိုးသားတပွားဘဲအန်ဒီရဲ့ဆိုင်ယာစီမံခန့်ခွဲမှုကော်မတီရဲ့ငွေစင်ရင်ထက်ထည့်သွင်းထားတယ်လို့ဆိုပါတယ်။လက်တလောစစ်ကောင်ဆောင်မဲအောင်လန်ကစကိုင်းတိုင်းအတွက်ကျပ်60ဘီလီယံ၊မန္တလေးတိုင်းအတွက်ကျပ်60ဘီလီယံ၊နေပြော်အတွက်10ဘီလီယံနဲ့ချမ်းပြင်းတွေအတွက်9ဘီလီယံပေးအပ်ထားတယ်လို့ဒုချုပ်စိုးဝင်းကပြောပါတယ်။ ဒါပေမဲ့ငလျင်နယ်အပြင်းထန်ဆုံးခံစားခဲ့ရတဲ့မန္တလေးတိုင်းနဲ့စကိုင်းတိုင်းကဒေသတွေမှာတော့စစ်ကောင်စီရဲ့အထောက်ပံ့တစုံတရာမရရှိသေးပဲနိုင်ငံတကာအကူအညီတချို့ပဲရရှိထားတယ်လို့ဒေသခံတွေကပြောပါတယ်။လက်ရှိမန္တလေးမြို့မှာတော့ငလျင်တန်ထိခိုက်ပျက်စီးခဲ့ရတဲ့အဆောက်အုံတွေကိုဖျော်ချတာတွေတပ်ဖွဲ့တွေဖော်ထုတ်တာတွေကိုပြုလုပ်နေဆဲဖြစ်ပြီးပြန်လည်ထူထောင်ရေးနဲ့ပတ်သက်ပြီးမစတင်နိုင်သေးဘူးလို့မြို့ခံတွေကပြောပါတယ်။